Hello အားလုံးပဲမင်္ဂလာပါရှင်ရိုရိုလေးကချင်း channel ကနေပြန်လဲကြည့်စုလိုက်ပါတယ်ရှင်ဆိုတော့မတွေ့တာလဲကြာပြီပေါ့နော်ဒီနေ့မှာတော့ဆွေကအိမ်နာကလေးတွေခောက်ဆွဲကြော်ကြွေးမယ်လို့ပြောတာဆိုတော့လေဒီနေ့ကြော်ကြွေးမှာပေါ့နော် ခေါက်ဆက်ကြော်လေးနဲ့ဆိုလို့ရှိရင်လေလိုရန်ဟင်းချူလေးနဲ့မလိုက်တာဆိုတော့လိုရန်ဟင်းချူလေးကိုလည်းချက်မယ်ပြီးလို့ရှိရင်တော့ခြံထဲကထွက်တဲ့နနသီးကိုဆွေရအပြော်ရည်လေးဖြော်တိုက်မယ်လို့လုပ်ထားရပေါ့နော်ဆွေဒီပိတ်မှာဗီဒီယိုလေးတွေလည်းမတင်တာကြပြီဆိုတော့လေနောက်လာမယ့်အပတ်တွေမှာတော့ဗီဒီယိုလေးတွေပုံမှန်တင်ပြသွားဖို့ရှိတယ်ပေါ့နော်ဆေးရဲ့ဗီဒီယိုလေးတွေကိုအားပေးကြပါအောင်ရှင် ခေါဆွဲကြော်နဲ့တော်ရန်ဟင်းချူတဲ့ထဲဖို့အတွက်အသီးအရွက်လေးတွေကိုဆေးရတခါတဲ့အစင်သိပြထားလိုက်တယ်ပေါ့နော်ဒါတော့တုံရဟင်းချူတဲ့ကိုထည့်ဖို့အတွက်ဆရာလေးကြက်အယိုးလေးတွေကိုဖယ်ထားလိုက်တယ်ပေါ့နော်ကြက်သားလေးတွေရောဆရာခောက်ဆွဲကြော်လေးနဲ့ထည့်ကြော်မယ်ပေါ့နော်တုံရဟင်းချူချက်ဖို့အတွက်စူနီအောင်တည်ထားတဲ့ရေတွေကိုခုနကကြက်ယိုးလေးတွေထည့်ပြီးတော့ပြုတ်ထားလိုက်မယ်နော်ကြက်ကဗမာကြက်ဆိုတော့လေနည်းနည်းလေးတော့မာတယ်ဒါပေမဲ့အရသာပိုကောင်းတယ်ပေါ့နော် ောက်ဆွဲကြော်တဲ့ထက်ကြော်မန်ကြက်သားကိုတော့ဆရာစားအရတာမုံနဲ့ငပြာကြီးလေးထည့်ပြီးတော့နယ်ပြီးတော့လေထက်ထားမယ်ပေါ့နော်ဒီခောက်ဆွဲကြော်ကြည့်တဲ့ဗီဒီယိုလေးကရိုက်ထားတာတော့ကြာပြီပေါ့နော်ဆရာအခုမှပဲတင်ဖြစ်တော့တယ် ထားတဲ့ကြက်ရိုးလေးတွေလည်းနူးပြီဆိုတော့ဆွေဒီတဲကိုအရသာတွေထည့်မယ်ပေါ့နော်အရသာတော့ဆွေကလေစားအရသာမုန်နဲ့ငပြိုင်လေးနည်းနည်းထည့်ထားရပေါ့နော်ပြီးလို့ရှိရင်တော့တူရန်ခက်ထည့်မယ်ကြက်သားလုံးလေးလည်းထည့်လိုက်မယ်ကြက်သားလုံးလေးလည်းထည့်လိုက်မယ်ပြီးလို့ရှိရင်တော့လှီထားတဲ့အသီးအရွက်လေးတွေထည့်လိုက်မယ်နော် အလုံးကြက်ပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှအမှုလေးထည့်ပြီးတော့ချက်ထားလိုက်ပါမယ်ရှင်။တူညာဟင်းအနက်လေးမှုရအောင်လို့ဆေးရလေးရှောက်ဘူးရွက်လေးထည့်ပြီးတော့ချက်ထားလိုက်တယ်ပေါ့နော်။ဒါဆိုလို့ရှိရင်တော့တော်ရန်ဟင်းချူလေးရတော့ကြပါပြီရှင်။ဒါဆိုခောက်ဆွဲကြုံမယ်နော်။ရေစုလာပြီဆိုလို့ရှိရင်တော့ခောက်ဆွဲလေးတွေထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်။ ခုတ်ဆွဲအကြာကြီးပြုတ်စရာမလိုဘောနော်5မိနစ်10မိနစ်လောက်ပြုတ်လို့ရှိရင်တော့ရပါပြီရှင်ဒါဆိုလို့ရှိရင်တော့ဆေဒီခောက်ဆွဲတွေကိုလေရေစစ်ထားလိုက်မယ်နော်ရေစစ်ပြီးတော့အေးခံထားတဲ့ခောက်ဆွဲတွေကိုဆွေရပိုင်ငံ့ပြာရည်နဲ့ခရုစီလေးထည့်ပြီးတော့နှက်နေအောင်လို့နှက်ထားလိုက်မယ်နော်ခောက်ဆွဲကိုလေအရသာနဲ့ဒီလိုတမအောင်လို့နှက်ထားလိုက်လို့ရှိရင်ကြော်ရတာပိုလွယ်တယ်ပေါ့နော်ခောက်ဆွဲကြော်ဖို့အတွက်ကြက်သွန်ဖြူကိုစီအရင်တတ်ပါမယ်ရှင် ကျက်သွုံလေးတွေမွေးလာပြီဆိုမှအရသာနဲ့နှက်ထားတဲ့ကျက်သားလေးတွေထည့်ပြီးကြော်လိုက်မယ်နော်ကြော်ထားတဲ့ကြက်သားကြက်ပြီဆိုလို့ရှိရင်တော့ထိထားတဲ့အသေးအရွက်လေးတွေထည့်ပြီးတော့ကြော်လိုက်မယ်နော်။သူတို့တွေကအသေးအရွက်ကြိုက်တယ်ဆိုတော့လေဆေးရဒီမှာများများလေးထည့်ထားတာပေါ့နော်။အရသာကောင်းလို့ဆေးရလေးခရုစီလေးနဲ့ပဲငင်းပြာကြီးအကြည်လေးထည့်ပြီးတော့ကြော်လိုက်တယ်ပေါ့နော်။ ကြော်ထားတဲ့အသီးရွက်တွေနဲ့အသားတွေလည်းကျက်ပြီဆိုလို့ရှိရင်တော့ခောက်ဆွဲထည့်ပြီးတော့ကြော်လိုက်ပါမယ်ရှင်။အသားကလည်းကျက်ပြီးသားခောက်ဆွဲကလည်းကျက်ပြီးသားဆိုတော့လေဆိုတော့အကြာကြီးကြော်စရာတော့မလိုပါဘူးရှင်။ဒီလောက်ဆိုလို့ရှိရင်တော့ခောက်ဆွဲကြော်လေးရကျက်ပါပြီရှင်။အနက်လေးမူအောင်လို့အပေါ်ကချင်းဆိုင်ရည်လေးဖြူထားလိုက်မယ်နော်။နက်နက်သေးဖြော်ရည်လေးလည်းဖြော်ပြီးပြီဆိုတော့ဆိုတော့ခောက်ဆွဲကြော်စားကြမယ်နော်။ နေတဲ့ဘုံကြီးနေပါစေခဗျာပြပြပြမနေတဲ့ဘုံကြီးနေပါစေခဗျာ所以ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။ဘိုင်ဘိုင်။